မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့တသမရန်တင်ချာတက်ကအခန်းနှစ်လေ့ကျင့်ခန်းနဲ့တသမလေးနံပါတ်1ပဲဖြစ်ပါတယ်နံပါတ်1ကအဘာရိုကြီးအကြီးဆုံးမုံစာခွဲကင်းကိုအစာနီးဖြည့်ရှာပါအဲ့တော့ဆရာမတို့အစာနီးနဲ့ရှာတဲ့အခါမှာကြိုက်တဲ့နီးနဲ့သုံးလို့ရတယ်အတူစာနီးပဲသုံးသုံးအရှိနဲ့ပဲစားစားကြိုက်တဲ့အတိုင်းစားမယ်အဲ့တော့ဆရာမတို့ဆက်ပြီးတော့မှကြည့်ကြအောင်လေးပုတ်ရှိရနော်မကကြီးကစနစ်ကောမှာ30ကောမှာ40နှစ်အဲ့တော့ဒါကိုဆရာမတို့အရင်ဦးဆုံးအတူစားနည်းနဲ့စာကြည့်ရအောင် ကလေးတို့ကကြိုက်တဲ့နီးနဲ့စားပါစနစ်30 40နှစ်နဲ့အဲ့တော့သူတို့ကိုဗာနဲ့စပြီးတော့စားမလဲဆိုတော့တုံ့ကြကိန်းနေနဲ့စပြီးတော့စားမယ်အဲ့တော့တီသုံးခုလုံးကိုပြက်တာဒီဒါကလည်းစုံကိန်းဒါလည်းစုံကိန်းဒါလည်းစုံကိန်းဆိုတော့သူ့ကိုနှစ်နဲ့စားလို့ပြက်တယ်အဲ့တော့နှစ်နဲ့စပြီးတော့စားလိုက်မယ်နှစ်6လီ7နှစ်နှစ်15လီအဲ့တော့ဒီမှာက1ကျလီက1 ဟုတ်ပြီလားအော် sorry နှစ်နယ်လီကလေးနှစ်တယ်လီကနဲ့27ဒါဆိုရင်ဆက်ပြီးစဉ်းစားမယ်ဒါစုံကိန်းဒါကမကိန်းမကိန်းဒီ3ခုလုံးကိုပြက်နိုင်တာဒီ3နဲ့မှပြက်မယ်ဆိုတော့ဆရာမတို့3နဲ့စားမယ်ဟုတ်ပြီနော်3နဲ့လီ6 3 5 45 3နဲ့လီ27ဟုတ်ပြီဒီ3ခုလုံးကိုပြက်တက်ကိန်းမရှိတော့ဘူးသူတို့ကိုဆက်စားလို့ရှိရင်1နဲ့စားမှပဲပြက်တော့မှာဆိုတော့ဆရာမတို့ဒီ2ရဲ့3ရဲ့ကသူတို့ဒီရဲ့အကြီးဆုံးပုံစံဝယ်ကိန်းဖြစ်တယ်ဆိုတော့တည်ထားရမယ်ရှေ့မှာဥပမာတွေကပြောပြီးပြီး အဲ့တော့ဒီလိုမျိုးအတူစားနည်းနဲ့တွက်မယ်ဆိုလို့ရှိရင်စနစ်ရဲ့30ရဲ့42ရဲ့အကြီးဆုံးပုံစာခွဲကိန်းသူရဲ့အကြီးဆုံးပုံစာခွဲကိန်းညချင်းနှစ်အမြောက်၃ဒီဘက်ကဂိမ်းတွေကိုမြောက်လိုက်မယ်နှစ်အမြောက်၃ညချင်း၆ အဲ့တို့ရဲ့အကြီးဆုံးမူဆဝဲကင်းရချဟုတ်ပြီဒါမှမဟုတ်ဆံမရုတ်ကတခြားအရှိစားနီးပေါ့နော်အရှိနဲ့စားမယ်ဆိုရင်ကြီးတဲ့ကင်းကိုငှဲတဲ့ကင်းနဲ့စားစိုက်တဲ့ကင်းကိုစားစားပြီးတော့မှစားလိုက်မယ်၄၀နှစ်ကိုမှ30နဲ့စားကျင်လိုက်ရတယ်30ကိုမှ7နှစ်နဲ့စားပြီးတော့မှတွက်ချင်လိုက်ရအဲ့တော့ဆံမရုတ်အဲ့ဒါကို30ကိုဆံမက7နှစ်နဲ့စားလိုက်မယ်7နှစ်နဲ့လေက20နဲ့6ကျင်မယ်ဒီရှိရကင်းကိုပြန်စားစားကင်းကိုဒီမှာပြန်တီးမယ် 6နှစ်လေးက7နှစ်အကျဉ်းက3ညအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီရအတွက်ဒီ7နှစ်နဲ့30အတွက်6ရသွားပြီဆိုရင်6နဲ့40နှစ်ကိုတစ်ခါထပ်ပြီးရှင်းရအောင်မယ်။ဟုတ်ပြီနော်။အဲ့ဒါဆိုတော့ဆင်မဒီဘက်မှာထပ်ပြီးတော့စားမယ်။40နှစ်ကိုဒီ6နဲ့စား။အဲ့တော့ 69လီက42ဆိုတော့အကျွင်းက3ညဒီတော့ဆရာမတို့ရတဲ့အဖြေကသူတို့ရဲ့အကြီးဆုံးပုံစံကွဲကင်းရ6တကယ်လို့အတူစားနီးနဲ့တွက်မယ်ဆိုရင်ဒီဒစင့်ကလေးနဲ့ဒါလေးနဲ့ပြီးသွားမှာဖြစ်ပြီးတော့မှဒီဘက်ကဒီလိုစားနီးနဲ့တွက်မယ်ဆိုရင် ကြတော့ဒီမှာ30ကိုစနစ်နဲ့တစ်ခါစားမယ်စားလို့ရတဲ့ဒီကစကွဲကင်းကို42ကထပ်ပြီးတော့သွားစားမယ်42ကိုတီး6နဲ့သွားစားအဖြေက6 တကယ်လို့ကလေးတို့က42ကိုဒီ30နဲ့စားလို့ကိုမရအောင်လားဆိုတော့ရရယ်နော်အဲဆရာမအဲ့ဒါလေးကိုတွေ့ပြပေးမယ်42ကိုဒီ30နဲ့အရင်စားမယ်အော်တလီပဲဝင်လို့ရတော့30တလီက30ကျန်တာက7နှစ်ဟုတ်ပြီဒီဘက်က30ကိုပြန်လာပြီးတော့တီမဲနလီဝင်လို့ရတော့7နှစ်နလီက24 6ကျန် ဒီကစာကင်းကိုပြန်လာပြီးတော့တီမဲစနစ်အဲတော့6နလီက7နဲ့ဆိုတော့အကျင်းက3ညဒါဆိုဆရာမတော်က42ရဲ့30ကိုရှင်းလိုက်တာ42နဲ့30ကိုရှင်းလိုက်တာဒီ6ရတယ်ဒါဆိုရင်6နဲ့7နဲ့ကိုထပ်ပြီးရှင်းရအောင်မယ်7နဲ့ကိုဒီ6နဲ့စာဟုတ်ပြီနော်7နဲ့ကိုဒီ 6နဲ့စား6နဲ့လီစနစ်နဲ့ဆိုတော့အကျဉ်းက3ရက်ဒါဆိုရင်ဒီနီးနဲ့ပဲတွတ်တွတ်ဒီအပေါ်ကနီးနဲ့ပဲတွတ်တွတ်ဒီဘက်ကနီးနဲ့ပဲတွတ်တွတ်သူ့ရဲ့အကြီးဆုံးပုံစံဝယ်ခင်ရ6ရက်ဒါဆရာမက3ခုလုံးကိုဖြစ်နိုင်ခြေရှိတဲ့3နီးလုံးကိုတွတ်ပြပေးထားတယ်ကလေးတို့ကတော့စိုက်တဲ့နီးနဲ့တွတ်ပါအဲ့တော့ခဝေးကိုဆက်ပြီးတော့ကြည့်အောင်ခဝေးက78ကောမ54ကောမ87ကောမ139 ုတ်ပြီလေးခုရှိရင်တော့ဆမ်မရော့ကအတူစားနည်းနဲ့ပဲစားမယ်ဒီနည်းနဲ့ပဲစားမယ်ဒါပို့ပြီးတော့လွှဲမယ်အဲ့တော့ဆမ်မရော့စားလိုက်မယ်၁၈54 87 130 9ဟုတ်ပြီအဲ့တော့သူ့ကိုနှစ်နဲ့စားလို့ပြက်လားသုံးနဲ့စားလို့ပြက်တလားဆိုတော့ဆရာမတို့စပြီးတော့စဉ်းစားမယ်စုံကိန်းစုံကိန်းဖြစ်တဲ့အတွက်ကြောင့်သူ့ကိုနှစ်နဲ့စားလို့ပြက်တယ်ဒီမှာမကိန်းနေဆိုနှစ်နဲ့စားလို့မပြက်တော့ဘူးအဲ့တော့ရှေ့ရဲ့တည့်ရဲ့ပေါင်းတော့9ဆိုတော့သူဒီသုံးနဲ့စားလို့ပြက်တယ် ခွန်ရှစ်ကိုသူကလည်း9ဆိုတော့3နဲ့စာလို့ပြတ်တယ်။ဒါကလည်း၈ရက်၁ရက်က9 9ရက်၄ရက်က9ဆိုတော့အလုံးပေါင်းပြီး9ရက်ကြီးပဲဖြစ်တယ်ဆိုတော့3နဲ့စာလို့ပြတ်တယ်။ဒါဆိုရင်ဆရာမတို့က3နဲ့စာကြည့်မယ်။3648 3 3 3ဟုတ်ပြီနော်3 3 2 24 3 8 24ဒါကတော့3 28လေး29 3လေး3 28လေး3 3လေးကို ဟုတ်ပြီနော်ကိုကျန်ဒီဘက်က30 17 29 39 29 39ရတယ်အဲ့တော့သူ့ကိုဆက်ပြီးတော့စဉ်းစားကြည့်မယ်ဆရာမတို့က6 18ဒါစုံကိန်း6ရ18ရကစုံကိန်း29 39ကမှာကိန်းဒါဆိုနှစ်နဲ့စားလို့တော့လုံးဝမပြတ်တော့ဘူး6နဲ့စားလို့ပြတ်မပြတ် oh sorry 3နဲ့စားလို့ပြတ်မပြတ်စဉ်းစားကြည့်6က3နဲ့စားလို့ပြတ်တယ်7ရက်က3နဲ့စားလို့ပြတ်တယ်ဒါလည်းခွန်ရဲ့နဲ့ရပေါင်း9ဆိုတော့3နဲ့စားလို့ပြတ်တယ်9ရဲ့3ရဲ့ပေါင်းက ဆက်နဲ့ဆက်နဲ့ဆိုတာကတဲ့ပေါင်းနဲ့က3ဆိုတော့သူကလည်း3နဲ့စားလို့ပြတ်တယ်။ဒါဆိုရင်ဆရာမတို့ဒါကို3နဲ့ဆက်ပြီးစားလိုက်။3နဲ့လီ6 3 6 78 39 38 33 33ဒီတော့ဒါကိုဆက်ပြီးတော့စားလို့တော့မရတော့ဘူး။တစ်ပဲရှိတော့မှသူ့ကိုစားလို့ပြတ်မယ်ခင်ဗျာ။သူ့ရဲ့စားွယ်ခင်ဗျာ ဒီတော့ဆမ်မရုတ်ကအကြီးဆုံးပုံစံခွဲကိန်းကိုယူလို့ရပြီအဲ့ဒါပါလဲဆိုတော့3အမြောက်3အကြီးဆုံးပုံစံခွဲကိန်းညီမြချင်း3အမြောက်3ညီမြချင်း5ရပြီနော် ကငယ်က82 90သူ့ကိုအရှိပဲစားမလားအတူပဲစားမလားကိုကကြိုက်ချင်နေတဲ့တက်ပါဆင်မတော့နှစ်ခုလုံးတက်ပြပေးပါမယ်အဲ့တော့82နဲ့90ဆိုတာဒီဒါကအတူစားနည်းနဲ့သွားမယ်ဆိုရင်အရှိကြီးစားရပါမယ်အဲ့တော့နှစ်နှစ်နဲ့လီ၄နှစ်၃လီ၆ဆက်နှစ်ချင်း၄၆လီ၁၀နှစ်ဟုတ်ပြီနော်အဲ့တော့ဒါကကျတော့နှစ်၄၅လီ အဲ့တော့ဒီမှာထပ်ပြီးစဉ်းစားစရာရှိတာက36ကနှစ်နဲ့စားလို့ပြတ်ပြီမယ်46ကမပြတ်ဘူးဒီတော့ဒီနှစ်ခုလုံးပြတ်တာဒီ3ပဲရှိမယ်3.3 3.6 15 3.45အဲ့တော့ဒီ7ရက်15ရက်ကိုပြတ်တာကလည်း3ပဲရှိမယ်3.42 3.45ဟုတ်ပြီ4ရက်5ရက်ရောက်သွားတဲ့အခါမှာတော့သူကမပြတ်တော့ဘူး ဟုတ်ပြီနော်မပြတ်တော့ဘူးဆိုတော့ဆရာမတို့ကသူရဲ့အကြီးဆုံးပုံစံကွဲကိညီမြချင်းဆိုပြီးဗာရေးမလဲဆိုတော့နှစ်အမြောက်သုံးအမြောက်သုံးအဲ့တော့နှစ်သုံးလေး6 6 3 4 18သူကအဖြေက18ဆိုပြီးတော့ရတာဒါဆရာမတို့ကအတူစားနည်းနဲ့တွက်လိုက်တာအဲ့တော့ဆရာမတို့ကြီးတဲ့ဂိမ်းကိုငယ်တဲ့ဂိမ်းနဲ့စားကြည့်မယ်60ကို80နှစ်နဲ့စား80နှစ်ကတော့တလီပဲဝင်လို့ရတယ်80နှစ်ကျန်တာက၈ကျန်တနုတ် sorry တကျန် contract နဲ့ကိုဆက်ပြီးတော့စားမယ်အဲ့တော့ဆက်ရှစ်လေးလီ80နဲ့အကျွင်းက၃ညအဲ့တော့သူတို့ရဲ့အကြီးဆုံးပုံစံကွဲကိန်းကဘယ်လောက်လဲဆိုတော့80နဲ့အဲ့တော့ကလေးတို့ကအဖြေရေးပါအကြီးဆုံးပုံစံကွဲကိန်းကြီးများချင်း Uh, sorry ဆက်ရှဲဆိုရင်မှအဖြစ်ရှင်းဒီနည်းနဲ့တွေ့ရင်လည်းဒီမှာဆက်ရှဲရတယ်ဒီနည်းနဲ့တွေ့ရင်လည်းဆက်ရှဲရတယ်ကြိုက်တဲ့နည်းနဲ့တွေ့မယ်အဲ့တော့ဒီလိုကနန်းနေကြီးလာလို့ရှိရင်အရှိစားနည်းနဲ့တွေ့ရင်လည်းတအားတော့မခက်ပါဘူးเนาะဒါပေမဲ့တချို့ကလေးတွေကကြတော့ ်မားတက်တဲ့အတွက်ကြောင့်ဆံမလို့ဒါအတူလဲတက်မယ်အရှိလဲတွေ့မယ်အဲ့တော့အရင်ဆုံးအတူတက်ပြလိုက်မယ်အဲ့တော့ဒီဂိမ်းတွေဒီစုံဂိမ်းတွေဖြစ်တဲ့အတွက်ကြောင့်နှစ်နဲ့စားလို့ပြတယ်နှစ်နဲ့စားမယ်နှစ်ငါးလီ30နှစ်လေးလီ8နှစ်ခုနှစ်လီ14နှစ်နဲ့လီ2အဲ့20တက်ကနှစ်တက်လီ2နှစ်3ညလီ3ညနှစ်8လီ16ဒါတော့ရမယ်ထင်ပါတယ်ဒါဆိုဒါကိုဆံမလို့ဆက်ပြီးတော့စားမယ်ဒါကလည်းစုံကင်းနေကြီးပဲဖြစ်တဲ့အတွက်ကြောင့်နှစ်နဲ့ဆက်ပြီးတော့စားမယ်။ နှစ်နယ်လီလေးနှစ်ခွနယ်လီဆက်လေးနှစ်သုံးလီ6တက်ကြံနှစ်ဆွဲနှစ်6လီဆက်နှစ်နှစ်5လီ10နှစ်လေးလီရှစ်ဟုတ်ပြီဒီနေရာမှာက3နဲ့စာမပြတ်မယ်သူကမှားကင်းဖြစ်တဲ့အတွက်ကြောင့်နှစ်နဲ့စာလုံးမပြတ်တော့ဘူး3နဲ့ဆက်စား3 9လ29 3 4 3 3 4 6 3 4 3နှစ်ကြံ4ဆွဲ3 8 24 ဒါဆိုရင်ဆယ်မတို့ဒီ9ရက်12ရက်18ရက်ကိုပြက်နိုင်တာဒီနှစ်လည်းမပြက်ဘူး3လည်းမပြက်ဘူးဆိုတော့ဒီနေရာမှာသူ့ကိုအစွဲကိန်းခွဲလို့ရတစ်ပဲရှိတယ်။ဒါဆိုရင်ဒီနေရာမှာလည်းထားခဲ့မယ်။သူတို့ရဲ့အကြီးဆုံးပုံစံကွယ်ဂိမ်းပြီးညီမြချင်းနှစ်အမြောင်းနှစ်အမြောင်း3။ Oh sorry sorry ဆယ်မတို့ဒီမှာတဆင့်စားလို့ရတယ်။3နဲ့စားမယ်။33၄9 34 36 38။ဒီနေရာမှာကဆက်ပြီးတော့စားလို့မရဘူး။ဟုတ်ပြီနော်။အဲ့ဒီခါမှာ ဆမ်မရိုဒီဘက်ကခွဲလို့ရတဲ့စကွဲကိန်းတွေကဘာတွေလဲဆိုတော့နှစ်အမြောင်နှစ်အမြောင်သုံးအမြောင်သုံးအဲ့တော့နှစ်နဲ့လီက၄၄သုံးလီက၁၂စနစ်သုံးလီက36အဲ့တော့အဖြေက36ရမယ်ဟုတ်ပြီဒါကိုဆမ်မရိုကစားမယ်စားတဲ့အခါမှာ216ကိုဆမ်မ144နဲ့စားလိုက်216အစာ144အဲ့တော့တလီပဲဝင်လို့ရမယ်144နှုတ်မယ် နှစ်ကျင်30ရက်4ကုန်တော့6တနက်ပေါင်းတော့ခွန်အဲ့တော့30ရက်4ကုန်တော့6တနက်ပေါင်းတော့ခွန်နှစ်က1ဆိုတော့ခွန်ဖြစ်သွားရောအဲ့တော့စီမာဒီ144ကိုလာပြီးတော့တီမဲ80နှစ်ကစားမယ်အဲ့တော့82နှစ်လီဟုတ်ပြီနော်82နှစ်လီက 144အဲ့တော့မရရင်လည်းမြောက်ကြည့်ပါလွယ်ပါတယ်နည်းနည်းလေး4ခုနဲ့လေး14 144ဒါဆိုရင်နှစ်လီက144ဆိုတော့၃ညဒါတော့ဆရာမတို့ဓာလေးကိုရှင်းတာက82ရသွားပြီဟုတ်ပြီနော်အဲ့တော့ဒီ82နဲ့108ကိုထပ်ပြီးတော့ရှင်းမယ်108ကိုဒီ82ကစား အဲ့တော့ဆမ်မရဝင်လို့ရတာက80နှစ်တက်လီ80နှစ်ဝင်လို့ရမယ်။ရှစ်ထဲကနှစ်ကိုနှုတ်တော့6ကျင်၊10ထဲက9ကိုနှုတ်တော့3ကျင်၊36ဒီဘက်မှာက80နှစ်နှစ်။အဲ့တော့36နှစ်လီက80နှစ်နှစ်ရတယ်။3ညအဲ့တော့အဖြေက36ဒီမှာ36တခါရရထားတယ်။ဟုတ်ပြီနော်။အဲ့တော့ကလေးတို့ကြိုက်တဲ့နည်းနဲ့တွေ့ပါ။ဒီနည်းနဲ့တွေ့ရင်တော့ဒီမှာနှစ်ခုစားပေးရမယ်။အဲ့တော့အဖြေရေးမယ်။အကြီးဆုံးပုံစားခွဲကိန်းညီမြချင်း36ဆိုလို့ရေးပါမယ်။ ကိုအတွက်လွယ်တဲ့နီးနဲ့တွက်ပါနော်။မဲနီးနဲ့တွက်တွေ့ရတယ်ဟုတ်ဆိုဟုတ်ပြီလားဆွေနံပါတ်3ကိုသွားရအောင်။နံပါတ်3ကအလျား42စင်တီမီတာအနံ36စင်တီမီတာရှိတဲ့ဒေါမန်စတုဂန်ပုံစာရွက်တရွက်ကိုစတုရန်အခွက်ငယ်များတိတိကျကျပိုင်းဖြတ်မိတယ်ဟုတ်ပြီစာရွက်တရွက်ရှိတယ်ဆရာမတို့စီမှာဒေါမန်စတုဂန်ပုံစာရွက်တရွက်ရှိတယ်သူရဲ့အလျားက42စင်တီမီတာအနံက36စင်တီမီတာရှိတယ်ဒါဆိုရင်ဆရာမတို့အဲ့ဒါကိုစုရန်အခွက်ကလေးတွေနဲ့တိတိကျကျပိုင်းဖြတ်ချင်တာ ဒီတော့ student ကွက်ဆိုတာကအလျားအနှံနေအကုန်တူတယ်ဆိုတော့သူ့ရဲ့အကြီးဆုံးအနာဖြစ်နိုင်တဲ့အကြီးဆုံးအနာရဲ့အလျားကိုရှာပြီးဟိုင်းတာ အကြီးဆုံးအနာရဲ့အလှယ။ဒါဆိုရင်ဆင်မတို့ရှေ့မှာကလေးကတည်ပြီးသားရှိတဲ့အကြီးဆုံးနေပါလေ။အဲ့လိုမျိုးအကြီးဆုံးအကျယ်ဆုံးပေါ့နော်။အံမျိုးတွေမိထားတဲ့ဆိုရင်ကိုကအကြီးဆုံးပုံစာခွဲကိန်းကိုရှာပေးရမယ်။ဒီတော့ဆင်မတို့က42ရဲ့36ရဲ့ကိုအကြီးဆုံးပုံစာခွဲကိန်းကိုရှာမယ်။အဲ့ဒါဆိုရင်သူ့လိုချင်တဲ့ student ကွက်ငယ်တစ်ခုရဲ့ဖြစ်နိုင်တဲ့အကြီးဆုံးအနာအလှယကိုရရှိမှာဖြစ်တယ်။ဟုတ်ပြီဒါဆိုရင်ဆင်မတို့ကနံပါတ်3ကိုစပြီးတော့ရေးမယ်။ သူပေးထားတာပေးထားချက်ကလေးကိုရေးအောင်ဒေါမန်စတူဂန်ပုံစာရွက်တရွက်ဒေါမန်စတူဂန်ပုံစာရွက်တရွက်ဤအလျာညမြချင်း42စင်တီမီတာဒီတော့ဆရာမစာမေးတော့ဒေါမန်စတူဂန်ပုံစာရွက်တရွက်ဤအနံ ညီမြချင်း36စင်တီမီတာအဲ့ဒါဆိုရင်ဆံမတို့ကဘာကိုရှာရမယ်ဆိုတော့42နဲ့36ဒီရဲ့အကြီးဆုံးပုံစံခွဲကင်းကိုရှာမယ်အဲ့ဒါဆိုတော့42တို့ခွဲမယ်36တို့ခွဲမယ်အဲ့တော့42ကိုခွဲတာဒီနှစ်အမြောက်20 21ကိုထပ်ခွဲတာဒီနှစ်အမြောက်3အမြောက်9 3ခွနလေး27နှစ်အမြောက်27နှစ်24 42 36ကိုခွဲမှာဒီနှစ်အမြောက်18 16436ဆက်ရှိကိုထက်ခွဲမှာဒီ2948ကိုထက်ခွဲမယ်နဲ့အမြောက်နဲ့အမြောက်၃အမြောက်၃၃အမြောက်၃ဒါဆိုရင်သူ့ကိုဆမ်မရောကနှစ်ထက်ကိန်းပုံစံနဲ့ရေးမယ်နှစ်နှစ်ထက်အမြောက်၃နှစ်ထက်အဲ့တော့ဒါကိုအတူစားနည်းတွေနဲ့ကိုခွဲလို့မရဘူးလားဆိုတော့ရရယ်နော်အဲ့တော့ဒီမှာဘုံပါနေတာပါရှိလဲဆိုတော့နှစ်အမြောက်၃နှစ်အမြောက်၃ဒီမှာနှစ်တစ်ထက်ဒီကနှစ်တစ်ထက်နဲ့ဒီကနှစ်တစ်ထက်ဘုံပါမယ်၃တစ်ထက်၃တစ်ထက်ဘုံပါမယ် အဲ့တော့သူတို့နှစ်ခုရဲ့အကြီးဆုံးမုံစားပွဲကင်အကြီးဆုံးမုံစားပွဲကင်ဒီဘလောက်ဖြစ်မလဲဆိုတော့2အမြောက်3 6ဒီတော့ဆင်မတို့လူချင်းနဲ့စတူယန်ကွက်ငယ်တစ်ခုရဲ့ဖြစ်နိုင်တဲ့အကြီးဆုံးအနာအလျာဒါမေးခွန်းတွေကောက်မယ်နော်စတူယန်ကွက်ငယ်တစ်ခု ਈ ညီမအကူမရတော့စတူရန်ကွက်ငယ်တစ်ခုဖြစ်နိုင်တော့အကြီးဆုံးအနာဤအလျားညီမချင်း6စင်တီမီတာဆိုပြရရ။ဟုတ်ပြီအဲ့တော့ဆီမဒါကိုလေတုတ်ဒဆဝဲကင်ခွဲနီးနဲ့ခွဲတယ်ဒါကိုအတူစားနီးနဲ့စားမယ်။မရဘူးလားဆိုတော့ရတယ်နော်40နှစ်36ဆရာမတို့ဒီမှာစားကြည့်အောင်အတူစားနည်းနဲ့ဒီနှစ်ခုလုံးကိုနှစ်နှစ်ပြက်သလားဆိုတော့ဆုံကင်းနေဖြစ်လို့ပြက်ပါတယ်နှစ်နှစ်ဒီ၄နှစ်တလီနှစ်နှစ်တလီနှစ်နှစ်ရှစ်လေး16ဒါဆိုဒီနှစ်ခုလုံးကိုပြက်နိုင်တာဒီ တစ်ခွဆုံးတစ်ခွမတစ်ခွသုံးနဲ့ပြတ်တယ်ဒါလည်းသုံးနဲ့ပြတ်တယ်အဲ့ဒါဆိုတော့3 3 4 27 3648ဒါဆိုရင်ခွန်အား6ခေါ်ဟာနဲ့လက်မပြတ်ဘူး3လက်မပြတ်ဘူးဆိုတော့သူတို့ရဲ့ပုံစံခွဲကိန်းကြီးတစ်ပဲဖြစ်နိုင်တာမို့လို့ဆရာမတို့ရှာလို့ရတယ်အကြီးဆုံးပုံစံခွဲကိန်းသူတို့နှစ်ခုရဲ့အကြီးဆုံးပုံစံခွဲကိန်းကြီးနှဲမြောက်3ဒါဆိုရင်အဖြေကြီးနှဲမြောက်3ညီမချင်း6စင်တီမီတာကြိုက်တဲ့နီးနဲ့တွက်ပါဆရာမကတကယ်လို့အတန်းထဲကဆရာမကဒီနီးနဲ့တွက်ဒီနီးနဲ့တွက်မယ်အတူစားနီးနဲ့တွက်ဒီတိုင်းတွက်မယ်တကယ်လို့အစားနီးနဲ့ပေါ့နော် အတူစားနီးမဟုတ်ပဲနဲ့တခြားအစားနီးနဲ့တွက်ချင်သလားအဲ့ဒါလည်းတွက်လို့ရပါတယ်အဲ့တော့ဒီတဘို့အတွက်ဆီမကအဲ့အားလေးကိုလည်းနည်းနည်းလေးပြောပေးမယ်နော်အဲ့တော့ဆီမတို့ဒီ laser နဲ့အကြီးတဲ့ဂိမ်းကိုငယ်တဲ့ဂိမ်းနဲ့စားမယ် laser နဲ့ကိုဒီ36နဲ့စားမယ်တလီပဲဝင်လို့ရတော့တလီ30နဲ့6နော်မဲ30ရာ6ကုန်လို့4ကျန်းနည်းနဲ့ပေါင်းတော့6ဒါကတော့3ဒီတော့ဒီကတီစားကိန်းကိုဒီမှာလာတီမယ်36 664 36ဆိုတော့အကျဉ်းက3ညအဖြေကနောက်ဆုံးရတဲ့အထိကစာဝဲကိန်းလေးသူရဲ့အဖြေပဲအဲ့တော့အဖြေက6ပေါ့နော်အဲ့တော့ဘယ်နည်းနဲ့တွေ့တွေ့ရပါတယ်နံပါတ်၄ကိုသွားမယ်အကြီးဆုံးပုံစာဝဲကိန်း78ဖြစ်78ရှိတော့ကိန်းနှလုံးကိုရှာပါဘာလဲဆိုတော့အကြီးဆုံးပုံစာဝဲကိန်း78ရှိတဲ့ကိန်းအဲ့တော့ဆရာမတို့စပါစဉ်းစားမယ်အဲ့တော့ဆရာမတို့ကကိန်းတွေကိုခွဲလိုက်တဲ့အချိန်မှာသူ့ရဲ့အကြီးဆုံးပုံစံခွဲကိန်းက78ပါတယ်။ဥပမာကိန်းတစ်လုံးကိုဆရာမတို့ခွဲလိုက်မယ် ော့ဒီဘက်က18ရရတယ်။ဒါဆိုရင်18ရဲ့မြောက်တက်ကိုမြောက်ကြည့်တော့ဒီကသူ့ရဲ့ကိန်းက18ရရမယ်ပေါ့။တကယ်လို့ဒီကကိန်းတစ်လုံးကိုဆင်မလို့ခွဲမယ်။အကြီးဆုံးပုံစံခွဲကိန်းက18ဆိုရင်18ရဲ့မြောက်နှစ်ကောမဖြစ်နိုင်ဘူးလားဆိုဖြစ်နိုင်တာပဲ။18ရဲ့မြောက်နှစ်ကလည်း36။အဲ့လိုမျိုးပြောချင်တာဟုတ်ပြီနော်။အဲ့တော့ဒီနှစ်ခု36ကိုခွဲလိုက်တဲ့18အမြောက်နှစ်ဒီကသူ့ရဲ့စောက်ွဲကိန်းထဲမှာအကြီးဆုံးဒီ18 ဟုတ်ပြီနော်အဲ့တော့သူပြောချင်တာကအကြီးဆုံးမုံစာခွဲဂိမ်း18ဖြစ်စေတဲ့ဂိမ်းအဲ့တော့18ကိုခွဲလိုက်တယ်36ကိုခွဲလိုက်တယ်ဒီနှလုံးလုံးကိုခွဲလိုက်တဲ့အခါမှာသူတို့ရဲ့ခွဲတဲ့အထဲမှာကြီးလိုက်လို့ရှိရင်အကြီးဆုံးမုံစာခွဲဂိမ်းဒါလည်း18ဒါလည်း18ဘုံပနေတာ18ကိုပြောချင်တာဟုတ်ပြီနော်ဒီလိုမျိုး18ရဲ့36ရဲ့မဟုတ်ပဲနဲ့ဆမရုတ်ကဥမာ54ကိုခွဲမယ်ဆိုရင်လေ18ရဲ့မြောက်သုံး94နဲ့ဆီယမကနောက်တလုံး82ကိုစဉ်းစားလိုက်မယ်သူက18အမြောင်လေး ဆက်ရှိအမြောင်လေးအဲ့တော့ဒီ54နဲ့82ကိုစဉ်းစားရင်လည်းပဲသူတို့ရဲ့အကြီးဆုံးပုံစံဖွဲ့ကိန်းသူတို့ရဲ့စာဝဲကိန်းနေရာပါလဲဆိုဆက်ရှိအမြောင်တော့ဆက်ရှိအမြောင်လေးဒီထဲမှာဘုံပါနေတာဒီဆက်ရှိပဲအဲ့တော့အကြီးဆုံးပုံစံဖွဲ့ကိန်းကဆက်ရှိဒါပဲလို့ပြင်ပြီးစဉ်းစားမှာဘာမှတိတ်ပြီးတော့မခက်ခဲဘူးလွယ်တဲ့ဟာကိုရေးချင်တယ်ဆိုရင်ဆက်ရှိ36ကိုရေးလို့ရတယ်ကျန်တာကိုရေးချင်တယ်ဆိုရင်54 82ကိုရှိလို့ရအကြိုက်တိုင်း 54ခု20နှစ်ရေးမှမဟုတ်ကျန်တာနောက်ထပ်တရားရှိသည့်126ဒီအများကြီး78ဒီအကြီးဆုံးမုံစာကွဲကင်းဖြစ်ရပြီဟုတ်ပြီနော်ဘယ်ကိန်းကိုရေးပါလို့မပြောထားကိုကြိုက်တဲ့ကိန်းကိုရေးလို့ရတယ်အဲ့တော့ဆင်မတို့ဒီမှာလွှဲတဲ့ဟာကိုပဲရေးလိုက်မယ်ဒီကိန်းကိုပဲရေးလိုက်မယ်အဲ့တော့78အမြောက်တက်က78ရရယ်နောက်တစ်ခုက78အမြောက်နဲ့ကလည်း သုံးစချရတယ်သူတို့ရဲ့ဘုံစာခွဲကိန်းဒီဘာလဲဆိုတော့၁၈ဖြစ်တယ်ဒါကြောင့်မလို့အကြီးဆုံးဘုံစာခွဲကိန်း၁၈ရှိတယ်ကိန်းနှလုံးက၁၈အမြောက်၁၈၁အမြောက်နဲ့တော့ဘာလဲဆိုတော့၁၈နဲ့36ဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့အဖြေကဘာလဲဆိုတော့၁၈နဲ့36 18နဲ့36နော်ဒီနေရာမှာဒီမြောက်တာတွေကိုမရေးဘဲနဲ့၁၈နဲ့36တို့ဖြစ်သည်လို့ရေးရင်လည်းရတာပဲဟုတ်ပြီလားနောက်တော့နံပါတ်5ကိုကြည့်မယ် နံပါတ်5ကကိန်းနှလုံး၏အကြီးဆုံးဘုံစာခွဲကိန်းသည်တစ်ထက်ကြီး၍ကိန်းနှလုံးကိန်းနှလုံးကိုဆရာမတို့ဘုံစာခွဲကိန်းခွဲကြည့်မှုအဲ့လိုခွဲကြည့်တဲ့အခါမှာအဲ့ဒီကဘုံစာခွဲကိန်းကတစ်ထက်ကြီးတယ်ဒါတစ်ချက်နော်ကိန်းသုံးလုံးကိုစဉ်းစားမယ်ဒါကကိန်းနှလုံးကိုစဉ်းစားမယ်သူတို့ရဲ့အကြီးဆုံးဘုံစာခွဲကိန်းကတစ်ထက်ကြီးမယ်ကိန်းသုံးလုံးကိုစဉ်းစားကြည့်တဲ့အခါမှာအကြီးဆုံးဘုံစာခွဲကိန်းကတစ်ဖြစ်တယ်ဆိုရင် အဲ့ဒီကဂိမ်း၃လုံးကိုရှာမယ်ဒီမှာနှလုံးစဉ်းစားမယ်နှလုံးထက်ဒီမှာတစ်လုံးထက်ပိုပြီးစဉ်းစားမယ်၃လုံးစဉ်းစားမယ်၃လုံးစဉ်းစားကြည့်လို့နှလုံးကဆိုရင်အကြီးဆုံးပုံစာခွဲကိန်းကတစ်ထက်ကြီးပြီးတော့၃လုံးကိုစဉ်းစားကြည့်လိုက်တဲ့အခါမှာအကြီးဆုံးပုံစာခွဲကိန်းကြီးတစ်ဖြစ်တယ်ဆိုရင်အဲ့ဒီဂိမ်း၃လုံးကိုဆရာမတို့ရှာပေးရမယ်ဘယ်ဂိမ်းဖြစ်ဖြစ်ရတယ်ကိုကြိုက်တဲ့ဂိမ်းကိုစဉ်းစားအဲ့တော့ဆရာမတို့စဉ်းစားကြည့်မယ်ဆရာမတို့ခွဲလို့ရတဲ့ဂိမ်းတွေပေါ့နော်၃နှစ်ကိုဆိုရင်တော့နှစ်အမြောက်တစ်ပဲခွဲလို့ရနှစ်ကိုမစဉ်းစားဘူး၃ကိုမစဉ်းစားဘူးအဲ့တော့ဆရာမတို့စဉ်းစားမှသည် 6ကိုစဉ်းစားမယ်15ကိုစဉ်းစားကြည့်မယ်6ကိုစဉ်းစားကြည့်တော့နဲ့အမြောက်3ဟုတ်ပြီနော်15ကိုစဉ်းစားကြည့်တော့3အမြောက်ဟာဒီနှလုံးကိုစဉ်းစားကြည့်တဲ့အခါမှာသူတို့ရဲ့ဘုံပါနေတဲ့ဘုံစာခွဲကင်းရ3ဟုတ်ပြီလားအဲ့တော့ဒီက3ဒီဒီနှစ်ခုကိုခွဲလိုက်လို့ရတဲ့3ဒီတစ်ချက်ကြီးတယ်ဒါဆိုရင်ကိန်းနှလုံးရဲ့ဘုံစာခွဲကင်းအကြီးဆုံးဘုံစာခွဲကင်းတစ်ချက်ကြီးတယ်လို့ပြောရင်ဒါကိုစဉ်းစားရင်ရပြီဆရာမတို့မှတ်နေ 6နဲ့15ရဲ့ဘုံစားွက်ကင်းရ3ဖြစ်တယ်အဲ့ဒီ3ဒီတစ်ထက်ကြီးတယ်နောက်တစ်ခုကဆရာမတို့20ကိုထပ်ပြီးစဉ်းစားကြည့်လိုက်မယ်20ဆိုတာကနှင်း4ရဲ့မြောင်က4 9 20เนาะအဲ့တော့4ကိုထပ်ခွဲတော့2နဲ့ထက်အမြောင်ကဒါဆိုရင်ဒီ3ခုလုံးကိုဆရာမတို့စဉ်းစားကြည့်လိုက်နှင်းမြောင်3ဒီမှာနှင်းမပေါင်းဒီမှာ3ပါတယ်ဒီမှာ3မပေါင်းဒါဆိုရင်သူတို့ရဲ့ဒီ6ရဲ့15ရဲ့20ရဲ့ကိုစားလို့ပြတ်မဲ့ကင်းဒီတစ်ပဲရှိတာ ပြီးတော့ကိန်းသုံးလုံးကိုစဉ်းစားမယ်ဆိုရင်တော့2520အ6520ဒီဒါတို့ရဲ့အကြီးဆုံးပုံစံကွဲကိန်းရ1 6ရက်15ရက်ကိုပဲစဉ်းစားမယ်ဆိုရင်တို့ရဲ့အကြီးဆုံးပုံစံကွဲကိန်းရ3 15ရက်20ကိုရောစဉ်းစားလို့မရဘူးလားဆိုတော့ရတယ်15ရက်20ရက်ကိုစဉ်းစားကြည့်ရင်တော့အကြီးဆုံးပုံစံကွဲကိန်းက5တို့ဘုံပါနေတာဟုတ်ပြီနော်အဲ့ဒါခါကျတော့ဆရာမတို့ကဘလို့ရေးလို့ရတယ်လဲဆိုတော့6ရက်15ရက်ကတော့တို့ရဲ့အကြီးဆုံးပုံစံကွဲကိန်းရ3 သုံးတီတစ်ထက်ကြီးတယ်ဆိုတဲ့အကြောင်းရေးပေးပါအဲ့ဒါပြီးတဲ့ခါမှာ15ရဲ့20ရဲ့ဝမစစတော့သူကတစ်ခုပဲရေးခိုင်းတာဆိုတော့65 20လုံးရဲ့အကြီးဆုံးမုံစားခွဲကင်းရကြတော့တစ်ဖြစ်တယ်ဆိုတာရေးပေးမယ်တခြားကိန်းတွေနဲ့လည်းရှာလို့ရတယ်တခြားကိန်းကိုဆက်မလို့ဥပမာစဉ်းစားကြည့်မယ်65 15ကိုခွဲမယ်3အမြောင်5နောက်တစ်ခု3နဲ့ခွဲလို့ရတဲ့ကိန်းကိုစဉ်းစားမယ်3 4 28ဒါဆိုရင်တို့နှစ်ခုရဲ့ဘုံပါနေတာဒီအကြီးဆုံးမုံစားခွဲကင်းရ3ဒီ3ဒီဘာဖြစ်လဲဆိုတော့တစ်ချက်ကိုကြီးတယ် ါပထမတစ်ချက်နောက်ထပ်ဂိမ်းတစ်လုံးကိုထပ်ပြီးစဉ်းစားကြည့်မယ်သူနဲ့လည်းပုံပအောင်ဆိုတော့ဆံမလို့သူ့ကိုခွဲရင်ခွန်ပအောင်ခွဲမယ်ခွန်နဲ့ငါလီ35ဆိုပြီးတော့ခွဲလိုက်ဒါဆိုရင်ဒီနှစ်ခုမှဆိုရင်တော့သူတို့ရဲ့ပုံစာခွဲကိန်းတွေကခွန်ဖြစ်ပြီးတော့မှ၃ခုလုံးကိုစဉ်းစားကြည့်ရင်နော်၃ရက်၃ရက်ပါတယ်ငားကဒီမှာပါတယ်ဒီမှာပါတယ်ခွန်ကဒီလိုပါတယ်အဲ့ဒီခါကျတော့ဒါဒီဒီ၃ခုလုံးကိုစဉ်းစားမယ်၁၅၂၁၃၅ဒီသူတို့ရဲ့အကြီးဆုံးပုံစာခွဲကိန်းကတစ်ဖြစ်တယ် ဒါဆိုရင်ကျွန်တော်တို့ဒီဂိမ်းသုံးလုံးကိုရေးလို့ရတယ်။ဟုတ်ပြီနော်။ဒီဂိမ်းသုံးလုံးကိုလည်းရေးလို့ရတယ်။ဒီဂိမ်းနဲ့မဟုတ်ဘဲနဲ့ကျန်တဲ့ဂိမ်းတွေလည်းအများကြီးရေးလို့ရတယ်။ကိုကြိုက်တဲ့ဂိမ်းကိုရေးပါ။အဲဆိုပထမတစ်ချက်အတွက်ဒီ65ရဲ့အကြီးဆုံးပုံစံခွဲကိန်းရ3 3ဒီတစ်ချက်ကိုကြီးတယ်။ဟုတ်ပြီနော်။65 20ရဲ့အကြီးဆုံးပုံစံခွဲကိန်းကတော့1ပဲဖြစ်တယ်။ဒါဆိုရင်သူမိထားတဲ့မိကောနှစ်ခုလုံးအတွက်ရသွားပြီ15 21ရဲ့ဘုံစာခွဲကိန်းက3ဖြစ်တဲ့3ဒီတစ်ထက်ကြီးတယ် 35ဒီ15 27 35ကိန်းသုံးလုံးရဲ့အကြီးဆုံးပုံစာခွဲကိန်းဒီတစ်ပဲဖြစ်တယ်။ဒါဆိုရင်ဆံမတို့ကကိန်းသုံးလုံးတက်လည်းရပြီနှလုံးလည်းရပြီ။ဆာကတော့စကလေးတို့ကဒီမိခွန်းတွေကောက်ပြီးတော့ရေးလိုက်ရုံပါပဲနော်။နံပါတ်6ကိုကြည့်မယ်။ 245နဲ့1029အစားလေအကျဉ်း9ရစီမိအကြီးဆုံးပုံစံကွဲနဲ့ဂိမ်းတီမိမြနီအကျဉ်းကတော့9ရစီမယ်ဆိုတဲ့ခါကျတော့ဆရာမတို့ကအကျဉ်းကိုနှုတ်ပလိုက်ပြီးတော့မှပဲသူတို့ကိုစခွဲဂိမ်းခွဲပြီဆိုမှသူတို့နှစ်ခုရဲ့အကြီးဆုံးပုံစံကွဲဂိမ်းရှာဒါအကျဉ်း9ရတယ်လို့ပြောလို့ရှိရင်အကျဉ်းကိုနှုတ်ပေးပါဟုတ်ပြီနော်245နဲ့1024ကိုစားလို့ပြတ်တဲ့ဂိမ်းသူတို့နှစ်ခုကိုစားလိုက်လို့ ပြက်တလားဆိုတော့မပြက်ဘူးအကျွမ်းငားရနေတာဆိုတော့ကျွန်တော်နှစ်ခုလုံးကိုစားလို့ပြက်တဲ့ခင်ကိုလိုချင်ရင်ဒီငားကိုတစ်ခုချင်းစီရနဲ့နှုတ်ပေးမယ်။ရမနော်။နံပါတ်6အဲ့တော့အကျွမ်းငားရစေတဲ့ခင်လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်245စီကနေလည်းငားအောင်နှုတ်မယ်။အဲ့ဒါမှလည်းဒီခင်ကပြက်မှာ240ဆိုတဲ့ခင်ကပြက်မယ်။ နောက်တစ်ခုက1029ကိုလည်းအကျွင်းငါးကျင့်တယ်လို့ပြောလို့ငါနှုတ်မယ်1029နဲ့ဒါဆိုရင်ဒီကိန်းနှစ်ခုရဲ့အကြီးဆုံးပုံစံဝယ်ကိန်းကိုရှာမယ်ဘယ်လိုနည်းနဲ့ရှာမလဲသုဒ္ဓဆောက်ဝယ်ကိန်းခွဲတဲ့နည်းနဲ့ရှာမလားအစားနည်းနဲ့ရှာမလားအတူစားနည်းနဲ့ရှာမလားကိုကြိုက်တဲ့နည်းနဲ့ရှာမယ်အတူစားနည်းနဲ့နှစ်ကနဲ့စရင်နှစ်ကနှစ်ရောငါးရောဒီမှာငါးနဲ့တခါလဲစားလို့ပြတ်တယ်အဲ့တော့ကျွန်တော်တို့အတူစားနည်းနဲ့အရင်စားကြည့်အောင်အဖြစ်ကိုကြိုက်ချိန်ကြိုက်ကြည့်မယ်နော် ဲ့တော့ဒီမှာသူက9နဲ့ဆုံးတယ်၊3ညနဲ့ဆုံးတယ်ဆိုတော့9နဲ့စားလို့ပြတ်တယ်။9လေးလီ20 4ကျန်နေ40ဆိုတော့9 8လီ40။ငါက9နဲ့လီ10ဟုတ်ပြီလား။9နဲ့လီ10 20 25ဆိုရင်မင်း9လေးလီ20 9တလီ9အော် sorry ဆရာမတို့ဒီမှာတစ်ချက်မှသွားပြန်ပြီ2025ဆရာမတို့9နဲ့ပြင်မှာစာကြည့်လိုက်မယ်9နဲ့လီ10 နတ်နစ်ကျင်နစ်ကျင်နော်နစ်ဆွဲဆရာတို့က၃ညလီဝင်မယ်၅၃ည၃ည20နဲ့5 5 5လီ20နဲ့5ဆိုတော့၃ညအဲ့တော့ဒီမှာ200နဲ့5ဆိုပြီးတော့ရအဲ့တော့ဆရာတို့ဒီ205ရဲ့လီစရှိရယ်အဲ့တော့ဆရာတို့ဒီမှာနှုတ်ကလေးကမားသွားပြန်ပြီကိုယ်တည်းက5အောင်တော့4ပဲကျန်မယ်ဆိုတော့ဒီမှာ4နဲ့ဆက်ပြီးသွားမယ်ဟုတ်ပြီနော် အဲ့တော့9လေးလီ20 40ပေါ့နော်အဲ့တော့9ရှစ်လီ40တစ်ချောင်းနဲ့24ဆိုရင်တော့ကျွန်တော်တို့က9နဲ့စာလုံးမပြတ်တော့ဘူးဒါကိုကျွန်တော်တို့ကနှစ်နဲ့ပဲပြန်ပြီးစဉ်းစားရမှာဟုတ်ပြီနော်အဲ့တော့နှစ်နဲ့ပြန်ပြီးစဉ်းစားရအောင်နှစ်တလီနှစ်နှစ်တလီနှစ်နှစ်နဲ့လီ၄နှစ်၃ညလီ၃ညနှစ်9လီ10 9လီ10နော်အဲ့တော့ဒီမှာနှစ်တလီနှစ်နှစ်နဲ့လီ912 အဲ့တော့ဒါကလည်းဆုံဒါကလည်းဆုံကိန်းဆိုတော့နှစ်နဲ့ဆက်ပြီးတော့စားမယ်နှစ်နဲ့ဆက်ပြီးစားမယ်နှစ်6လီဆက်နဲ့60အဲ့တော့နှစ်နဲ့လီက၄တချင်နဲ့5လီတက်ဆက်တချင်နဲ့6လီဆက်နဲ့အဲ့တော့ဒါကိုလည်းနှစ်နဲ့စားလို့ရတယ်ဆက်ပြီးတော့စားလို့ရတယ်เนาะအဲ့တော့ဆင်မတို့ကဒါကိုတွက်လိုက်ပြီဆိုတော့ပြအောင်တွက်လိုက်မယ်30လီနှစ်3လီ6ဒါကနှစ်တက်လီနှစ်နှစ်နဲ့လီ၄နှစ်၈လီ16အဲ့တော့ဒါကိုလည်းနှစ်နဲ့ဆက်ပြီးစားလို့ရတယ် အဲ့တော့25လေး30 26လေး10 24လေး8အဲ့တော့ဒီနေရာမှာကတော့သူကဒါက3နဲ့ပြတ်မယ်64ရတယ်6ရက်လေးရပေါင်းတော့30ဒါတော့30ဆိုတော့ဆရာမတို့က3နဲ့စားလို့မပြတ်တော့ဘူးဒါဆိုရင်ဆရာမတို့သူ့ကိုစားလို့ပြတ်တာဒီတစ်ပဲရှိတော့မှာဆိုတော့ဒါလေးတွေကိုမြှောက်ကြည့်လိုက်မယ်နဲ့အမြောင်နဲ့အမြောင်နဲ့အမြောင်နဲ့အဲ့တော့နဲ့နဲ့လေးလေးနဲ့လေးရှင်းရှင်းနဲ့16အဲ့တော့ဆရာမတို့ကဒီမှာ16ရတယ် ဟုတ်ပြီနော်အဲ့တော့ဆီမားကဒီဟာလေးနှုတ်တဲ့အချိန်မှာနည်းနည်းလေးလွဲသွားလို့ပါအော်ဒါနှုတ်တော့ဘလောက်ရလဲဆိုတော့1024ဒါဆိုရင်ဆီမားတို့ကအရှိစားကြည့်မယ်1024ကို245နဲ့စားကြည့်မယ် sorry 240နဲ့စာကြည့်မယ်အဲ့တော့240ဘယ်နှလီဝင်မလဲဆိုတော့၄လီဝင်လို့ရပါတယ်244လီအဲ့တော့24လီဒီက66ဆိုတော့960ဒါမှ4 10ရက်6နှုတ်4ချင်း4ရက်2ရက်ပေါင်းတော့6 64ဒီ64ဒီ240ကိုထပ်စားမယ်။ဟောပြီနော်ဒီကစာကိန်းကိုဒီမှာပြန်လာတည်မယ်။အဲ့တော့ဒါက64 3လေး190နဲ့2အဲ့တော့နှုတ်မယ်48 10တဲ့က2နှစ်ကုန်တော့8ဒါက3 10တဲ့က9ကုန်တော့7 3နဲ့ပေါင်းတော့2ဟောပြီအဲ့တော့64ကိုထပ်ပြီးတော့စားမယ်။အဲ့တော့48ကတလီပဲဝင်မယ်48အဲ့တော့10တဲ့က8ကုန်တော့2ချင်း2ရဲ့လေးရဲ့ပေါင်းတော့6 6က9အဖြစ်900လီဝန်လုံးတော့1.16အဲ့တော့16တိစာကိန်း48ကတီကိန်းအဲ့တော့16 3လီ48အကျဉ်းက300လာဆိုရင်ဆရာမတို့ရတာက16အဲ့တော့အကြီးဆုံးပုံစာခွဲခင်းရဘယ်လောက်ရမလဲဆိုတော့16ရမယ်ဒီနည်းနဲ့တွက်ရင်လည်း16ရမယ်ဒီနည်းနဲ့တွက်ရင်လည်း16ရတယ်ကြက်ကြက်နည်းနဲ့တွက်ပါဒီနည်းကတော့ဆရာမတို့ကတစ်ဆင့်ညင်းစီသွားမယ်ဒီနည်းကတော့တစ်ခါတည်းကြီးတဲ့ဂိမ်းရောငယ်တဲ့ဂိမ်းနဲ့စာလိုင်းရတယ်ဒါဆိုရင် မယ်နီးနဲ့ပဲတွတ်တွတ်သူတို့ရဲ့အကြီးဆုံးမုံစာခွဲကင်းကအကြီးဆုံးပုံစာခွဲကင်းက16ဖြစ်ပြီးတော့သူကမိခွန်းထဲကဗာမိထားလဲဆိုတော့အကြီးဆုံးစာကင်းလို့မိထားတာမဟုတ်လို့ကျွန်မတို့ဒီဒီအတိုင်းအဖြစ်ရေးပေးမယ်အကြီးဆုံးစာကင်းမြင်းမြချင်း16ဟုတ်ပြီနော် ဒါဆိုလို့ရှိရင်ကြန့်ရှိနေတဲ့နံပါတ်89ကိုနောက်ဗီဒီယိုမှာဆက်ပြီးတော့တင်ပြပေးမှာဖြစ်ပါတယ်။အဲဆင်မတင်ပြပေးတာနားလည်တယ်ဆိုရင်လည်း comment box မှာပြောခဲ့ပေးပါရှင်။ဆင်မအတွက်အားဖြစ်စေပါတယ်။ Like comment and subscribe လေးကျေးဇူးပြုပြီးတော့လုပ်ပေးပါ။ခုလိုအဆုံးကြည့်နာထောင်ပေးတဲ့အတွက်ကျေးဇူးများအကြီးတင်ပါတယ်ရှင်။